ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့မြန်မာကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ငလျင်ဟာဘင်္ဂလားဒေ့ရှ်ကနေရတော်တော်များများကိုပါလှုပ်ခတ်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးကြပါမယ်။2025ခုနှစ်ဒီဇင်ဘာလ2ရက်နေ့မနက်အစောကြီးက ရှင်းပြင်းနဲ့တီးတိမ်မျိုးအနာကိုဗဟိုပြုပြီးအင်အားရီရှစ်တာစကေးလေးဒသမောက်ကိုအစင်ရှိတဲ့အင်အားနှင်းငယ်ရှိငလျင်တစ်ခုလှုပ်ခတ်သွားခဲ့တာပါ။အဲ့ဒီငလျင်ရဲ့လှုပ်ခတ်မှုကိုဘင်္ဂလားဒေ့ရှ်ကနေရတော်တော်များများကပါခန်းဆားခဲ့ရတယ်လို့ ်ဘင်္ဂလားဒေ့ရှ်မီဒီယာတွေမှာဖော်ပြကြပါတယ်။ပြင်းအား၄ဒသမ၉အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်မှုကိုမနေ့ကအင်္ဂါနေ့မနက်တနာရီ55မိနစ်မှာ Cost Bazaar အနီးတစ်ဝိုင်းနဲ့စစ်တကောင်တောင်တန်းဒေသတွေအပါအဝင်စစ်တကောင်မြို့ Okia တက္ကနတ်မြို့နဲ့ရှာကရီယာတို့မှာငလျင်လှုပ်ခတ်မှုကိုဒေသခံတွေခံစားခဲ့ကြရတာပါ။ပြစီဆုံးရှုံးမှုသတင်းတွေမရှိသေးပေမဲ့ငလျင်လှုပ်ခတ်မှုဟာစက္ကန့်အနည်းငယ်ကြာမြင့်ခဲ့တယ်လို့ဒေသခံတွေကပြောကြားကြပါဗျ။ မြန်မာမိုးလေဝသနဲ့ဆလဗိဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့သတင်းမှာတော့မြန်မာစံတော်ချိန်မနက်တနာရီ25မိနစ်60စက္ကန့်အချိန်မှာတမူးမြေငလျင်စခန်းကတောင်အနောက်တောင်ဘက်60မိုင်ခန့်ကွာဝေးတဲ့မြန်မာနိုင်ငံပြည်ရင်းတိတိမြို့ရဲ့အရှိမြောက်ဘက်73မီတာလောက်အကွာအနက်64ကီလိုမီတာကိုဗဟိုပြုပြီးအင်အားရီရှစ်စတာစကေး၄ဒသမ6အဆင့်ရှိတဲ့မြေငလျင်တစ်ခုလှုပ်ခတ်သွားခဲ့တယ်လို့ဖော်ပြထားတာဖြစ်ပါတယ်။အလားတူပဲ ဒီဇင်ဘာလ2ရက်နေ့ညနေ9:30မိနစ်နဲ့55စက္ကန့်အချိန်မှာလဲအင်အားရီရှစ်စတာစကေးလီဒါသမားနှင့်အဆင်ရှိတဲ့ငလျင်တစ်ခုဟာမန္တလေးတိုင်းကြောက်စီခရိုင်စင်ကိုင်မြို့ရဲ့အရှိအရှိမြောက်ဘက်16မိုင်လောက်ကိုဗဟိုပြုပြီးလှုပ်ခတ်သွားခဲ့တယ်လို့မြန်မာမိုးစလကထုတ်ပြန်ထားပါတယ်ရှင်။